ချမ်းအားဖြင့်ရေပြုတ်တစ်ခုရဲ့ရောင်းအားတယ်မဲ26တရမ5ဘီလီယံဘတ်လောက်ရှိတယ်လို့ကျွန်တော်တို့အချမ်းအားဖြင့်ခန့်မှန်းလို့ရနိုင်ပါတယ်ဒါတွေရေပြုတ်တစ်ခုရဲ့ရောင်းအားပဲရှိပါသေးတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးမှာထိုင်းတကြံဆုံခရံကနေရတဲ့စီးပွားရေးသင်ခန်းစာလေး၃ခုကို မျှဝေတင်ပြလိုက်ရပါတယ်ခင်ဗျာနံပါတ်1တင်ကန်းစာတော့ကျွန်တော် ပွဲတော်ဆိုတဲ့စကလုံးရဲ့အရှိမဈေးရောင်းဆိုတဲ့စကလုံးလေးကိုပေါင်းထည့်တွေးခေါ်စေချင်တာပါအဲ့တော့ဈေးရောင်းပွဲတော်ပေါ့ဗျာအဲ့တော့ပွဲတော်တိုင်းပွဲတော်တိုင်းဟာမှန်ပါတယ်ဒါဒီ cultural event ပါ traditional ရိုးရာပွဲတော်ဖြစ်ပေမဲ့လို့တစ်ချိန်နဲ့တစ်ပြိုင်တည်းမှာပဲ sea event အယောင်ပွဲတော်ကြီးတစ်ခုဖြစ်လို့နေပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ပွဲတော်တိုင်းပွဲတော်တိုင်းက နော်ရောင်းချမှုတွေနဲ့ပတ်ဝန်းပတ်သက်နေတယ်လေဗျာနော်အကုန်လုံးကရောင်းချတဲ့အခွင့်အရေးကြီးတစ်ခုလို့ပါပဲထိုင်းတကြံကိုပဲနမူနာကြည့်ကြအောင်ပေါ့ဗျာထိုင်းတကြံမှာကျွန်တော်တို့အားလုံးတွေ့တဲ့အတိုင်းပဲလူတွေတော်တော်များများကနော်ရေပြွတ်တွေကင်ဆောင်သွားကြတယ်ပေါ့ဗျာရေပြွတ်တစ်ခုရဲ့ရောင်းအားကိုပဲကျွန်တော်တို့ကြည့်လိုက်ကြရအောင်ရေပြွတ်တစ်ခုရဲ့ရောင်းအားဒီတည်တံ့တရားဝင်ထုတ်ပြန်ထားတာမရှိပေမဲ့လို့2025နော်ခီးသွားဒေတာတွေအရဆိုလို့ရှိရင်ဒီတကြံ3-4ရက်အတွင်းမှာပဲ ထိုင်းလူမျိုးခီးသွားတယ်4.4 million 4.4တန်းလောက်ရှိတယ်ပေါ့ဗျာအဲ့ဒါနိုင်ငံခြားသားဆိုလို့ရှိရင် half million လောက်ရှိတယ်ဆိုတဲ့အနေအထားမျိုးမှာအကျန်းအားဖြင့်ရေပြုတ်တစ်ခုရဲ့ရောင်းအားတယ်မဲ့26.5 ဘီလီယံဘတ်လောက်ရှိတယ်လို့ကျွန်တော်တို့အကြမ်းအားဖြင့်ခန့်မှန်းလို့ရနိုင်ပါတယ်။ဒါဒီရေပြုတ်တစ်ခုရဲ့ရောင်အားပဲရှိပါသေးတယ်။တခြားရောင်အားတွေမပါသေးဘူးပေါ့ဗျာ။တခြားရောင်အားဆိုတာကအာအလုံးသိတဲ့အတိုင်းပဲဒီမှာရေပြုတ်တစ်ခုပဲရောင်ရတာလည်းမဟုတ်ဘူးလीနော်။ဟိုရေမဆိုတဲ့ဖုံးရေမဆိုတဲ့အိတ်တွေရှိမယ်။အရက်တွေဘီယာတွေဒါမှမဟုတ်လေတကြံအင်ကြီးတွေရှိမယ်ပေါ့ဗျာ။ဒါမှမဟုတ်လေတွယ်ဝိုင်းဝင်ငွေတွေဖြစ်တဲ့အဲမီးရထားခီးတွာလာရင်းနဲ့ပတ်သက်တဲ့ဝင်ငွေတွေအဲဟိုတယ်တွေ ပါတီတွေစားတောက်ဆိုင်ရဲ့ဝင်ငွေတွေအစရှိတဲ့ဖြစ်ပေါ်ဗျာဒီပွဲတော်နဲ့အတူဓာတ်ရိုက်ဝင်တဲ့ဝင်ငွေတွေတွေ့ဝိုက်ဝင်တဲ့ဝင်ငွေတွေအစရှိတဲ့ဖြစ်ဒါဒီအယောင်ပွဲတော်ကြီးကြီးမားမားကြီးတစ်ခုဖြစ်လို့နေပါတယ်ဒါကြောင့်မို့လို့စီဝိုင်းလုပ်ငန်းရှင်တယောက်အနေနဲ့ပေါ့ဗျာ လူပုဂ္ဂိုလ်အနေနဲ့လည်းပါဝင်ဆင်ဆင်နွဲတယ်လို့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ကလည်းဒီလိုပွဲတော်မှာပါဝင်ဆင်နွဲဖို့အတွက်အမြင်လေးတစ်ခုကိုမြင်စေချင်တာပါအဲ့ဒီအမြင်ကဘာလဲဆိုလို့ရှိရင်အနာဂတ်မှာရောက်လာမယ့်ပွဲတော်တိုင်းပွဲတော်တိုင်းဟာအရှိမစကလုံးလေးတစ်လုံးကိုပေါင်းထည့်ပြီးတွေးခေါ်စေချင်တာပါအကယ်၍အနာဂတ်မှာရောက်လာမယ့်ပွဲတော်တွေဒီဈေးရောင်းပွဲတော်တာဖြစ်ခဲ့မယ်ဆိုလို့ရှိရင် ဖြစ်နေဦးမှာပါပဲ။နော်ဈေးရောင်းပွဲတော်တာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ဒီလိုဈေးရောင်းပွဲတော်ကြီးမှာပါဝင်ဆင်နွှဲဖို့အတွက်ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းကိုဘယ်လိုမျိုးပြုပြင်ပြောင်းလဲမလဲ။ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းတစ်ခုကိုဒီလိုပွဲတော်နဲ့လိုက်လျောညှိထွေဖြစ်အောင်ဘယ်လိုမျိုး bundling လုပ်မလဲ။ဘယ်လိုမျိုးပေါင်းစပ်မလဲ။ဘယ်လိုမျိုးအမှတ်တရတွေပေါင်းထည့်မလဲ။ဘယ်လိုမျိုးအတွေ့အကြုံကုန်တွေပေါင်းထည့်မလဲဆိုတဲ့မိကုန်းကိုမေးစေချင်တာပါ။ဒါဒီစီးပွားရေးလုပ်ငန်းရှင်တယောက်အတွက်အဲဈေးရောင်းပွဲတော်မှာ ပါဝင်ဆင်နွှဲဈေးနိုင်ဖို့အတွက်မေးခွန်းလေးတစ်ခုဖြစ်ပါတယ်ဒါဒီသင်ခန်းစာနံပါတ်1ပါသင်ခန်းစာနံပါတ်2ကတော့တစ်ချိန်နဲ့တစ်ပြိုင်တည်းမှာပဲဒီလိုပွဲတော်တွေဆိုတာကတိုင်မင်းเนาะအခွင့်အထမ်းအခွင့်အလန်းကောင်းနေဖြစ်နေလေးရှိပါတယ်ဒါကြောင့်လို့စီးပွားလုပ်ငန်းရှင်တစ်ခုအနေစီးပွားလုပ်ငန်းတစ်ခုအနေနဲ့ကလည်းတိုင်မင်ဂိုက်ဖြစ်ဖို့ဆိုတာအင်မတန်မှအရေးကြီးပါတယ်ကိုယ့်ရဲ့စီးပွားလုပ်ငန်းတစ်ခုရဲ့အောင်မြင်မှုဒီတိုင်မင်ဂိုက် ဖြစ်နေဖို့အရန်အရေးကြီးပါတယ်တခါတခါထုတ်ကုန်ကောင်းပေမဲ့လို့ဝန်ဆောင်မှုကောင်းပေမဲ့လို့ဈေးကွက်နဲ့တိုင်ပင်မကိုက်တဲ့အနေအထားမျိုးမှာကိုယ့်ရဲ့ထုတ်ကုန်တွေမရောရဖြစ်တတ်ပါတယ်တခါတခါမကောင်းပေမဲ့လို့တိုင်ပင်ကိုက်တဲ့အချိန်မှာလည်းအင်မတန်မှရောင်းရတဲ့အနေအထားမျိုးလည်းကြုံမှုကြမယ်ထင်ပါတယ်နော်ဒီတကြံ၃၄ရက်အတွင်းမှာရောင်းချနိုင်တဲ့နော်ရောင်းချတဲ့စီးပွားရေးလုပ်ငန်းတွေရဲ့ဝင်ငွေတွေနော်အထူးသဖြင့်စိုင်းတွေကုန်ပစ္စည်းတွေဒီတစ်နှစ်တာလုံးရဲ့ရောင်းအားရဲ့နော်ထက်ဝက်ထက်မကတော့ရောင်းအားနံပါတ်ကိုကိုစားပြုကောင်းပြုနိုင်ပါတယ် ဒါကြောင့်မို့လို့ကျွန်တော်တို့စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့တိုင်ပင် guide ဖြစ်ဖို့ဒီလိုပွဲတော်မှာကျွန်တော်တို့ line စီးတတ်ဖို့အင်မတန်မှအရေးကြီးတယ်ပေါ့ဗျာ line စီးနိုင်ဖို့ဆိုတာကလည်းကိုယ်စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့များစွာပြင်ဆင်ထားဖို့လိုပါတယ်။နောက်ထုတ်ကုန်ပစ္စည်းတွေကိုလောင်ထားခြင်းဖြစ်စေ၊ဒါမှမဟုတ်ရှင် delivery ဝန်ဆောင်မှုတွေကိုကျွန်တော်ပြင်ဆင်ထားခြင်းဖြစ်စေ၊ဒါမှမဟုတ်ရှင် distribution network တွေကိုချိတ်ဆက်ထားခြင်းဖြစ်စေပေါ့ဗျာ။အစရှိတဲ့ဖြင့်ကျွန်တော်တို့ပွဲတော်တစ်ခုမရောက်ခင်ကတည်းကက ကြိုတင်တိုင်မြင်ကိုက်လိုင်းစီးနိုင်ဖို့ဆိုတဲ့နေရာမှာကြိုတင်ပြီးတော့မှပြင်ဆင်ရမယ့်အကြောင်းအရာတွေရှိပါတယ်။ဒါဒီသင်ခန်းစာနံပါတ်1ပါတိုင်မြင်ကိုက်ဖြစ်ဖို့အရေးကြီးတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။နံပါတ်3သင်ခန်းစာကတော့လူတွေကအတွေ့အကြုံခေါင်းနေနဲ့အမှတ်တရခေါင်းတွေကိုတန်ဖိုးထားတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ အာထိုင်းဒကြံအတွင်းမှာနော်ဥမာဘန်ကောက်မှာဆိုလို့ရှင်စီတဲ့နေရာတွေရှိတယ်ပေါ့ဗျာအထူးသဖြင့်ကျွန်တော်တို့ shopping mall တွေဖြစ်တဲ့ central wall လိုနေရာတွေ icon cm လိုနေရာတွေ cyan paragon လိုနေရာမျိုးတွေပေါ့ဗျာအဲ့ဒီနေရာတွေမှာလူတွေသွားစုနေလေးရှိပါတယ်နော်နေရလာတဲ့လူတွေတခြားနေရာကလူတွေကနေပြီးတော့မှဒီနေရာတွေကိုနော်ရေလန်းတွေကုန်းလန်းတွေမီးရထားတွေစီးပြီးတော့မှရောက်လာကြလေးရှိပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှင် ရေပတ်ခံခြင်းလို့မဟုတ်ပါဘူးအဲ့ဒီနေရာပဲရေပတ်တာမဟုတ်ပါဘူးသူ့ပဲမဲ့လည်းပဲအဲ့ဒီနေရာကိုတွားတယ်ဆိုတာကအတွေ့အကြုံကောင်းနေအမှတ်တရကောင်းနေရရှိခြင်းလို့ပဲဖြစ်ပါတယ်အဲဘာဖြစ်လို့လဲဆိုတော့ခုနကကျွန်တော်ပြောလို့ပါပဲလူဆိုတာအတွေ့အကြုံကောင်းနေအမှတ်တရကောင်းနေကိုတန်ဖိုးထားအလေးထားပါတယ်ဒါကြောင့်မို့လို့တော့စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းထုတ်ကုန်ပဲဖြစ်ဖြစ်ဆိုင်ပဲဖြစ်ဖြစ်ပါကစ္စတမာတွေအမှန်တကယ်လိုချင်တာဒီကိုယ့်ရဲ့ကုန်ပစ္စည်းတစ်ခုတင်မကပဲနဲ့ဒီကုန်ပစ္စည်းတစ်ခုနဲ့အတူပေါင်းဆက်ပါဝင်နေတဲ့ အတွေ့အကြုံကောင်းတွေအမတ်တရားကောင်းတွေဖြစ်တယ်ဆိုတာကိုနားလည်ပြီးတကလာကို့အနေနဲ့ဘယ်လိုအမတ်တရားကောင်းတွေအတွေ့အကြုံကောင်းတွေကိုပေါင်းထည့်မလဲဆိုတဲ့မိကုန်းကိုမေးစီချင်တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကိုကြည့်လိုက်ကြအောင်ပေါ့ဗျာကျွန်တော်တို့ချောင်းသားတွေငွေဆောင်တွေပုဂံတွေကိုသွားတယ်ပေါ့ဗျာအဲ့ဒီမှာရောက်ပြီဆိုလို့ရှိရင်ဟလာတီရှပ်တွေဘောင်းမီတွေဝယ်ကြတယ်ပေါ့ဗျာတေချာတစ်ခုကကျွန်တော်တို့အိမ်မှာဝတ်ဆရာတီရှပ်တွေဘောင်းမီတွေမရှိလို့မဟုတ်ပါဘူး ဘာဖြစ်လို့ဝယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီတီရှက်ကနေပအဝင်တဲ့ပုံတွေစကားလုံးတွေနော်စာတန်းတွေကနေပြီးတော့မှဒီတီရှက်နဲ့အတူဝတ်ဆင်ပြီးတော့မှအတွေ့အကြုံကောင်းတွေနော်အမှတ်တရကောင်းတွေကကိုနဲ့အတူတပါးတည်းရှိနေအောင်ဆိုတဲ့ခံစားချက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဆိုင်ပဲဖြစ်ဖြစ်ပါစားသုံးသူတွေကိုဘယ်လိုမျိုးအတွေ့အကြုံကောင်းတဲ့ဘယ်လိုမျိုးအမှတ်တရကောင်းခံစားမှုတွေကိုပေါင်းဆက်ပါဝင်ပြီးတော့မှဖြည့်ဆည်းပေးမလဲဆိုတဲ့မိကုန်းကိုမေးစေချင်တာပဲဖြစ်ပါတယ်ခင်ဗျာ ခဲ့ဒါကတော့ကျွန်တော်ထိုင်းတကြံစွန်ခရန်ကနေရလိုက်တဲ့စီးပွားရေးသင်ခန်းစာအတွေးခေါ်လေး၃ခုပဲဖြစ်ပါတယ်နံပါတ်၁အတွေးခေါ်သင်ခန်းစာကတော့တော့ပွဲတော်ဒိုင်းပွဲတော်တိုင်းဟာဈေးရောင်းပွဲတော်တာဆိုခဲ့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ဒီဈေးရောင်းပွဲတော်မှာဘယ်လိုပါဝင်ပေါင်းဆက်ဆင်နွှဲရောင်းချမလဲဆိုတဲ့မေးခွန်းလေးတစ်ခုကိုရှုထောင့်အမြင်လေးတစ်ခုကနေမေးစေချင်တာပါ နံပါတ်1ကတော့ကျွန်တော်တို့စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ timing guide ဖြစ်ဖို့ဆိုတာအရေးကြီးတယ်ဆိုတာကိုနားလည်ပြီးတကလား timing guide ဖြစ်ဖို့အတွက်ကြိုတင်ပြီးတော့မှပြင်ဆင်ရမယ့်အကြောင်းအရာတွေကိုပြင်ဆင်စေချင်တာပါနံပါတ်3ကတော့နော်စာသုံးလူတွေအနေနဲ့ကအမတ်တရခေါင်းတွေအတွေ့အကြုံခေါင်းတွေကိုတံပိုးထားအလေးထားတယ်ဆိုဒီအလျောက်ကိုယ့်ရဲ့ထုတ်ကုန်ကိုကိုယ့်ရဲ့ဝန်ဆောင်မှုကိုကိုယ့်ရဲ့ဆိုင်ကိုလာတဲ့လူတွေပေါ်မှာဘယ်လိုအတွေ့အကြုံခေါင်းတွေအမတ်တရတွေနော် feeling ခေါင်းတွေကိုပေါင့်ထည့်ပေးမလဲဆိုတဲ့မေးခွန်းတစ်ခုကိုမေးစီကျင်တာပဲဖြစ်ပါတယ်ခင်ဗျာ ကဲတခုရရသွားလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတခုအနေနဲ့ဘယ် idea လေးကဘယ်သင်ခန်းစာလေးကပို့ပြီးတော့မှကန့်ညီတင်လျော်မှုရှိတယ်လေကိုယ့်ရဲ့အကြိုက်ဆုံး idea လေးကဘယ်ဟာလဲဆိုတာကို comment မှာမှန်းခင်နိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်